Hello. Good morning, ma. Everybody. ကျွန်တော်နေချင်းခရိယာမှာဒုတိယမွေးချင်းခံပြီးတဲ့ပေါ်နေခဲ့မီယိုဖလာနေချင်းခရိယာဖြစ်ပါတယ်။အဲ doctrine လေးပြောတာပါ။ကျွန်တော်အခုတရားမဟောပါဘူး။တရားဟောတာမဟုတ်ပါဘူး။ကျွန်တော် မာယွန်းနဲ့ဩဝါဒတွေကိုထောက်ပြနေတာလားတင်ဖြစ်ပါတယ်။ရံပါရံကတမန်ကျမ်းစာ66ကျောင်းကျမ်းဆရာယူရတန်ရဲ့တမန်ကျမ်းစာ66ကျမ်းကိုအခြေခံပြီးတော့ကျွန်တော်အတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့ပေးတဲ့ဉာဏ်ပညာနဲ့ပေါ့နော်။အဲကျွန်တော်အ내ပြန်လာဖြစ်ပါတယ် interpret လောက်တာဖြစ်ပါတယ်အဲကျွန်တော်ပြီးခဲ့တဲ့မနေ့က တင်တဲ့ post ထဲမှာတော့ကျွန်တော်အာ incarnation ရဲ့ဟာ heresy အတုံးနှုံးဖြစ်တယ်ဆိုတဲ့အကြောင်းလမ်းလွဲစီတယ်ပေါ့နော်အာ misunderstanding ဖြစ်စီတယ်ပေါ့ misleading လုပ်တယ်ပေါ့နော်ဝိညာဉ်ရေးဟာစကားမဟုတ်ဘူး incarnation ဟာနော်ဒါဘုရားစကားမဟုတ်ဘူးလူရဲ့ဘာသာစကားဖြစ်တယ်ဆိုတော့ကျွန်တော်မနေ့ကကျွန်တော်ရှင်းတာပြီဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဆက်ရှင်းမှာဖြစ်တယ်အပိုင်းနှစ်အနေနဲ့ပေါ့နော် incarnation နဲ့ what began flesh ဆိုတော့အဲ့ဒါကျွန်တော်မနေ့ကအဲ့ဒါရှေ့တပုတ်မှာကျွန်တော်အဲ့ဒါရှင်းခဲ့ပြီဒါအခုအပိုင်းနှစ်ပေါ့ဘာကြောင့်ဒီ incarnation ကိုနဲ့ what began flesh ဆိုတဲ့တုတ်ကပတ်တော်လူစားဒီခံယူခြင်းဟာအာအင်မတန်ကွဲပြားတဲ့အသုံးနှုံးဖြစ်တယ်ပေါ့နော်ဒီ incarnation ဆိုတာက religious syncretism ဖြစ်တယ်ရောနေတယ်နော် ပုကဝင်စားခြင်းဆိုတဲ့အ내အတိတ်ပဲ ਨੇ ရောနေတဲ့လက်တင်လက်တင်ကဆင်းသက်လာတဲ့ယူသုံးထားတဲ့ဘာသာစကားဖြစ်တယ်ဟောသူ့ရဲ့မူရင်းကရှင်ဟောခရအခန်းကြီး1အငယ်14ပေါ့နော်နှုတ်ကပတ်တော်ဒီလေလူစားတိဖြစ်ကိုခံယူ၍ကျေးဇူးတော်ကောတစ္ဆာတော်ကောပြည့်စုံလေငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ဆိုတာဒါက main frame ဖြစ်နေတယ်ဓမ္မသစ်ကျမ်းရဲ့ ်ကီးဝါ့စ်လိုပဲ main frame ပေါ့နော်ဒီနေရာမှာအဲ့ဒီဟာကိုနက်နက်နဲနဲခရိယန်တိုင်းနားလဲဖို့လိုအဲ့ဒါကျွန်တော်ပထမတပုတ်မှာပြောပြီးဘာကြောင့်ဒီ what began flat ဆိုတဲ့အတုံးနှုံးပေါ့နော်နှုတ်ကပတ်တော်ဒီလဲလူစားဒီဖြစ်ကိုခံယူရေးဆိုတဲ့အတုံးနှုံးอ่ะဘာကြောင့်ဒီလောက်အရေးကြီးနေရတာလဲဆိုတော့ဒါဟာ keywords ဖြစ်နေတယ်ဘာကြောင့် keywords လဲဆိုတော့မသေး ရှင်မသက်ခရုအခန်းကြီး16အငယ်16မှာသင်တို့လည်းငါ့ကိုအဘယ်သူဖြစ်သည်ဟုဆိုကြဆိုသည်နည်းလို့ယေရှုခရစ်တော်ကမေးလိုက်တဲ့အခါမှာကိုရောဒီခရစ်တော်တည်ဟုသောအသက်ရှင်တော်မူသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ဆိုတဲ့ message အဲ့ဒီ message ကဘသူပေးတာလဲဆိုတော့လူအသွေးသားကပေးတာမဟုတ်ဘူးတဲ့လူအသွေးသားကပေးတာမဟုတ်ဘူးဆိုတော့ဒီဘုရားစကားဘယ်အထိတာရောက်တယ်လဲဆိုတော့လူစားတိမှာဘယ်သူမှအဲ့ဒါကိုရှင်းမပြနိုင်ဘူး အဲ့ဒီအဲ့ဒီ God was ဆိုကိုရောဒီ crypto ဒီဟူတော့အသက်ရှင်တော်မူတော့ဘုရားသခင်တားတော်ဖြစ်တော်မူသည်ဆိုရဲအဲ့ဒီ God was အဲ့ဒီဟာဘယ်သူမှလူစားတီးကမရှင်းပြနိုင်တဲ့သူမရှိဘူးအဲ့ဒါတန်ရှင်းသောဝိညာဉ်တော်ကရှင်းပြမှနားလေတယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်အဲ့မှာပါပြောလေလူအသွေးသားဤကြောင်းရောင်တင့်ကိုပြောတာမဟုတ်ဘူးလေပေတရုကအဲ့လိုပြောလိုက်တဲ့အတွက် ခမဲတော်ကနေတင့်ကိုတိုက်ရိုက်ဖော်ပြတာဆိုခမဲတော်ကဘယ်သူမှမမြင်စဘူးမတွေ့စဘူးနန်ဝင်းရဲ့ဘုရားသခင်လို့ပြောတယ်ခမဲတော်ကဘာလို့တိုက်ရိုက်ဖော်ပြရတာလဲပေတူပေတူတော်မမြင်ဘူးအဲ့ဒီခမဲတော်ဒါပေမဲ့ယေရှုကအဲ့ဒီမဿဲ16မှာဘာပြောလိုက်လဲဆိုကိုရိုဒီခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဤလောကကိုကြွလာတော်မူသောအသက်ရှင်တော်မူသောဘုရားသခင်တားတော်ဖြစ်တော်မူသည်လို့ဆိုတဲ့ message ဟာ ခမဲတော်ကတည်းကပြောတာလို့အဲမဒဲ16မှာယေရှုကအတိလင်းပြောတယ်လူအသွေးသားပြောတာမဟုတ်ဘူးဆိုတော့ဒီစကားကပါလဲဆို I am the father of one ဆိုတော့ပြောရဲဘုရားစကားဖြစ်တယ်ပေါ့နော် other tense new tense ဟာလား unknown tense ဖြစ်တယ်နော်ထူခြားသောဘာသာစကားအမျိုးမျိုးသောဘာသာစကားအခြားသောဘာသာစကားတွေဖြစ်တယ်ဒါ spiritual words ဖြစ်တယ် အဲ့ဒါကျွန်တော်ရှေ့မှာရှင်းခဲ့တာဒါကျွန်တော် pre လုပ်တာပေါ့အဲ့တော့ကျွန်တော်ဒီ what become flat ဆိုတဲ့သူ့ရဲ့မူရင်းเนาะအရှင်ယောဟန်ကရေးထားတာဖြစ်တယ်ရှင်ယောဟန်ကတဦးဒီကပဲအဲ့ဒါငါကြောလာသည်ကာလတန်ကိုထိုသူကိုရှိနေစေခြင်းကအလိုရှိနေတင်းဒီအဘယ်သူဆိုင်နေဆိုကိုရောအမှတ်ပေးခဲ့တဲ့ကိုရောကြွလာတဲ့ကာလဆိုတဲ့အဲဒီ second coming of Jesus Christ ရဲ့ပထမပိုင်း ျွန်တော်အရင်ကပြောပြီးပြီနော်အဲတိတ်တဆိတ်ခြီဆောင်ခြင်းဆိုတာ second coming ဆိုတာနှစ်ပိုင်းရှိတယ်တိတ်ဆိတ်ခြီဆောင်ခြင်းနဲ့ခြီဆောင်ခြင်းမှာနှစ်ပိုင်းရှိတယ် second coming ဆိုခြီဆက်ဆိုင်ဆိုတာငါသွားမယ်ပြီးပြန်လာမယ်လို့ပြောတယ်အဲ့ဒါ second coming ဆိုရင်အဲ့ဒါ first portion နော် second portion ကပါလေ second coming ဆို Jesus ရဲ့ second portion က final judgment မှာလာမှာတန်လျတော်ပေါ်မှာခြီချမှာအဲ့ဒါ second second coming ရဲ့နော် second portion first version ကကျွန်တော်တိတ်တဆိတ်ခြိဆောင်ခြင်းလို့ရှေ့မှာကျွန်တော်အများကြီးပြောခဲ့။ဆိုတော့ကျွန်တော်ဒီအရာကိုဘာဖြစ်လို့ဒီ what become flash ကိုဘာကြောင့်ဒီလောက်ကျွန်တော်ရှင်းပြရနေတာလဲဆိုတော့ဒါခရစ်ယာန်နိုင်ငံနားလေဟိုလိုရယ်။အဲ့ဒါကိုဓာတ်ရိုက်73မှာလည်းတူရယ်။အဲဓာတ်ရိုက်73 ရွှေလေးနာကြီးအတောင်နှစ်ဖက်ကိုရားလေသည်ဆိုတာဒါလေး73ဖြစ်ပုံညာဟုတ်တယ်အဲဗျာလေး73မှာပြောတယ်မိမ2ဦးမိမ2ဦးဗျာလေးမှာမိမ2ဦးရှိတယ်အဲ့ဒါကတန်ရှင်းသူတွေအသွေးနဲ့ရင်မူတဲ့မိမရယ်ကိုဝင်ဆောင်သောမိမရယ်အဲ့ဒါဘောနဂန်လို့ပြောတာဗျာလေး73ဟုတ်ကျွန်တော်အများကြီးမရှင်းတော့ဘာလို့ ရှေးနေမှာဆိုလို့နော်အချင်းကျုပ်လောက်ပဲနော်ကိုယ့်အောက်ကိုအာဖတ်ကြည့်ကြပါဦးဆိုတော့ဒါဒါကျွန်တော် record အနေနဲ့ပဲမှတ်တမ်းတင်ထားတဲ့သဘောပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အခုအမြည်ပေးတာအပြရိဆက်3မှာမိမ2ဦးရှိတယ်မိမ2ဦးကတန်ရှင်းသူတို့အသွေးနဲ့ရင်မူးတဲ့မိမပေါ့နော် scarlet bees ရဲ့အပေါ်မှာထိုင်နေဆိုတော့မိမအဲ့ဒီမိမနဲ့မရောဖို့လို့နော်ပြရိဆက်3မှာပြောတယ်မိမဆိုတာအဲ့ဒါကိုဝင်ဆောင်တာ ကိုဝင်ဆောင်တဲ့မိမလာဖွားချင်းဝေဒနာကိုခံရတယ်ဆိုတာဘတ်ပိန်ဆိုတာဘတ်ပိန်ရှိတယ်ဆိုတာလည်းပြောတယ်နော်အဲ့တော့ဒီရွှေလင်းသားကြီးအတောင်နှစ်ဖက်ကိုရားလေသည်ဆိုတဲ့အဲ့တာတားကိုဖွာတော့ကြောင်းဆိုတာအဲမိမအဲကိုဝင်ကိုဝင်ဆောင်တော့မိမနဲ့နိုးဆိုးတင်ငယ်ရှိတော့မိမတို့အလွန်ခက်ကြလိမ့်မည်ဆိုတဲ့ဒီတားဖွားချင်းဝေဒနာပေါ့နော်အဲ့ဘတ်ပိန်နေရှိတယ်ဆိုတာကိုလည်းဒါကျွန်တော်တို့ချိတ်ဆက်ရမှာဖြစ်တယ် ဆိုတော့ဒီ what began flesh ဆိုတဲ့ oh logos ဟောဒီသူ့ရဲ့မူရင်းပေါ့နော်ဟိုနည်းမောဂရိလို့ရေးထားတာလို့ပြောရတယ်နော်ဒါရှင်ယောဟာဂရိလို့ရေးထားတဲ့အခါမှာသူကဘယ်လိုရေးလဲဆိုတော့ကျွန်တော်မှားမှာဆိုလို့ပြန်ကြည့်လိုက်မယ်နော်တေချာပြောမှာရှင်ယောဟာ14ပေါ့နော်အခန်းကြီး1အငယ်14ပေါ့နော် what began flesh ကို ရှင်ယောဟန်ဘာနဲ့ရေးခဲ့လဲ original သူ့ရဲ့ scripture မှာဘာရေးခဲ့လဲဆိုတော့ဂရိဘာသာဟိုရှေးခေတ်ဂရိဘာသာစကားနဲ့ရေးခဲ့တယ်နော် old logos sucks agnados လို့အတန်ထွက်နော်အဲ့လိုရေးခဲ့တယ်အဲ့တော့ဟိုသူကအဲ့ဒီ arania ဆိုတဲ့ i iri irinari ဆိုတဲ့ဘုံကြီးတပါနော်အတန်ထွက်တယ်နည်းနည်းလွဲချင်လွဲမှာပေါ့နော်ကျွန်တော်ငါပြီးတန်ထွက်တယ်အနိစ္စဆုံးဖတ်ကြည့်တော့ အဲကျွန်တော်ရှေ့မှာပြောပြီ82မှာကအင်ကာနေရှင်းလို့ပြောခဲ့တယ်အင်ကာနေရှင်းဆိုရဲအဲလူစားဒီခံယူခြင်းဆိုတော့ဘသူကတုံးတာလဲဆိုရေးအဲဒီဟိုနေ့ကဆရာကြီးလူလူတန်ကဘယ်ကနေတိုက်ဆို original ဟေဘေဟေလတာပါတာလေ direct translation လို့တာ incarnation ကနေသူက direct translation လို့တာမဟုတ်တဲ့အတွက်သူကနှုတ်ကပတ်တော်ဒီလေလူစားတီအဖြစ်ကိုခံယူရေးဆိုပမာစကားအဖြစ်သူအ ਨੇ ပြန်လိုက်တာဖြစ်တယ်ဆိုတော့ ဒီစကားဘာကြောင့်အရေးကြီးနေလဲဆိုတော့ကျွန်တော်ပြောရင်အဲ့ဒီနှုတ်ကပတ်တော်လူစာတီခိုင်ယူခြင်းဆိုတာတစ်ချိန်တည်းခံတာပေါ့အဲ့ဒါဘောနဂဲန်လို့ပြောတာအဲ့ဒါတမန်ကျမ်းစာရဲ့ဒီဓမ္မတိကျမ်းကျမ်းကျမ်းအားလုံးရဲ့အချုပ်ပဲဖြစ်တယ်အဲ့ဒါနှုတ်ကပတ်တော်လူစာတီခိုင်ဒါကြောင့်မလို့ဒီ incarnation ဆိုတဲ့စကားနဲ့အပင်းသွင်းတာပေါ့နော်အပင်းသွင်းတဲ့အခါမှာ incarnation ဆိုတဲ့သူ့ရဲ့ သုံးတော့လူရဲ့လူသုံးတဲ့လူကဖန်ဆင်းလူက handmade ပေါ့ manmade ခေါ်တော့ human made ပေါ့ human made house ဖြစ်တယ်ဟာပြောရရင်ဘယ်လိုလဲဆိုတော့ incarnation ဆိုတာဒါကဘာလဲဆိုတော့ latin ဘာသာဖြစ်တယ် latin ဘာသာကနေအဲ့ဒီ greek ဘုံကြီး arrhenius ကယူပြီးသုံးလိုက်တာ AD 200ဆိုပါဆိုတော့အဲ့ဒါကဘာဖြစ်နေလဲဆိုတော့အဲ့ဒီမှာသူက ဒီ God was ရဲ့တင်းစကားကိုသူကပေးစွမ်းနိုင်ခြင်းမရှိဘူး incarnation မရှိတဲ့အပြင်ဖပယ်ဘွားကိုဖြစ်စေပူကဝင်စားခြင်းဆိုတဲ့ဖယက်ဘွားပေါ့နော် empty ခန္ဓာထဲမှာအခြားဝိညာဉ်တစ်ပါးကဝင်ပြီးပူကဝင်စားတယ်ဆိုတော့ Hinduism reincarnation နဲ့ incarnation ဆိုတာဒါ Hinduism ရဲ့ basic doctrine ဖြစ်တယ်အဲ့တော့အဲ့ဒီဟာဒါ religious syncretism ဖြစ်စေတာပေါ့နော် incarnation ကိုတုံးခဲ့တဲ့အတွက်ဘူရင်း ဟီဘဲဟီလတာပါလာမှာကဒီဂရိလိုရေးထားခဲ့တာကဘာလဲဆိုတော့ o logos sax agnado တဲ့အတန်တော့ကဒါဂရိလိုရေးတာဒါနှုတ်ကပတ်တော်ဒီလဲလူစာတိဖြစ်ကိုခံယူရေးလို့ဆရာယုသဒံကပါလာပြန်တာဖြစ်တယ်အဲ့ဒါဟာဘာကြောင့်ကျွန်တော်ဒါဟောအဓိကပြောနေလဲဆိုတော့နှုတ်ကပတ်တော်လူစာတိခံယူခြင်းဆိုတာ process ဖြစ်တယ်အဲ့ process ကဘောနေခဲ့ born again born again ဆိုတာဘာကိုပြောတာဒုတိယမူေခြင်းဆိုတာချိန်နေတာဖြစ်တယ်ချိန်နေတယ်ဖြစ်တဲ့အတွက်ကြောင့်ဒီ incarnation ကိုတုံးလိုက်တဲ့အတွက်ကြောင့်ဒါပူကပ်ဝင်စားခြင်းဆိုတဲ့အ내အတိတ်ပဲကိုရောက်သွားပြီးတော့လူရဲ့ခန္ဓာထဲမှာတန်ရှင်းသောဝိညာဉ်တော်ကပူကပ်ပြီးတော့အတင်းဝင်ပူပြီးတော့နတ်ပူးသလိုစုံကဝေပူးသလိုအဲ့လိုပူးတယ်ဆိုတော့အ내အတိတ်ပဲကိုသူက incarnation ကနေပြီးသူက misleading လို့တော့တာနော်လမ်းလွဲ ခေါ်ရတဲ့အတွက်ကြောင့်ဒါကြောင့်လို့အခုဖယက်ဘွားသုံးကားပေါင်းမိုးလင်းလို့ဖယက်ဘွားအဲခမဲတော်ဘုရားသားတော်ဘုရားကိုဇေလွတ်တယ်လို့ခမဲတော်ဘုရားသားတော်ဘုရားကိုအဲလူတွေရဲ့အပြစ်တွေကံကြီးဝိကြီးတွေတင်ပြီးတော့ကားတိုင်းတင်ပြီးတော့အဲ့ဒါကွက်မြဲစွန့်ပြစ်ပြီးမျက်နှာလွှဲပြီးအဲ့ဒီထဲမှာငါတို့ရဲ့ကံကြီးဝိကြီးတွေပါသွားပြီဆိုတော့ criminal substitution အမားတွေဖြစ်လာတဲ့အဓိကအကြောင်းရင်းအဲ့ဒါပဲဖြစ်တယ်နော် incarnation ဆိုတဲ့အတုံးလုံးကြောင့်ဖြစ်တယ် ဘာကြောင့်ဒီ incarnation ကိုဒီလိုတုံးတုံးရလဲဆိုတော့တန်ရှင်းရအရထာနာမှာတဲ့ဖြည့်စည်းတတ်သောယွန်ရှားဝဲရာစိုက်နေသည်ကိုမြင်ရတယ်။ကျမ်းစာကိုကြည်တော်သူညားလဲပါစေဆိုတော့ကျွန်တော်ပြောရင်ကအဲ့ဒီ what began flesh ဆိုတဲ့နှုတ်ကပတ်တော်ဒီလူစားတိပြုခံယူဆိုတဲ့မူလဂရိရှေးဂရိအတုံးဖြစ်တဲ့เนาะရှင်ယောဟန်တကြီးသူယောရှင်ယောဟန်ကရေးထားတဲ့မူလကျမ်းမှာဂရိလို့ရေးထားတာဖြစ်တဲ့သူက เนาะโอลาโกสลอโกสเออลาโกสรูปัดเดตะชูอ่ะลอโกสเลยผัดเดโอลอโกสซัสเอกเนโดสเอกเนโดสเนาะโอลอโกสซัสเอกเนโดสอะไรกรีโลยีดาอะไรเอาอินคาร์เนชั่นโลเปียงดาบดุเลยไอ้กรีฟอนนี่ตะบาเนาะอะไรจองไม่รู้ดาบาวตัวอ่า evil translation လုတ်လိုက်တာလေဆိုတော့ သူကအဲ born again ဆိုတဲ့ဒုတိယမွေးခြင်းကို နားလဲဖို့နားမလဲအောင်နော် twist လုပ်လိုက်တာ ဖြစ်တယ်အဲဘောဘလို့ခေါ်မလဲဝေါ်ဟာရအလွဲသုံးစားပြုမှုနော်အဲ့ဒါအင်္ဂလိပ်လိုတမျိုးရှိတယ်ဗျာကျွန်တော်မေ့နေနော်ဝေါ်ဟာရတွေကိုအလွဲသုံးစားလုပ်တယ်ဝါဟာရအလွယ်သုံးစားအဲ့ဝါဟာရကို transfer transfer လုပ်ရင်းနဲ့အဲ့ဒီဟာဝါဟာရကိုလတ်စားတာပေါ့ဗျာအလွယ်သုံးစားလုပ်လိုက်တာဖြစ်တယ် အဲ့ဒါ incarnation လို့ပြောလိုက်တာဘယ်လိုမှမစီလျော်ဘူးเนาะဘာကြောင့်မစီလျော်လို့လဲဆိုတော့ incarnation လို့ပြောလိုက်တဲ့အတွက် born again ဆိုရဒုတိယမွေးခြင်းရဲ့ဒီ vision ကိုဖြတ်တောက်လိုက်တာဖြတ်တောက်ခြင်းခံ incarnation လို့သုံးတဲ့အတွက်အဲ့ဒီ incarnation ကိုသုံးပြီးတော့အဲ့ဒီမှာအာယုံရောက်တဲ့လူတွေဟာဒုတိယမွေးခြင်းပေါ့เนาะအမြုံဖြစ်သွားတာအမြုံဖြစ်စေတဲ့အတုံးအတုံးဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြောရင်တော့ ဒီ what began flash ကိုကျွန်တော်ဘာကြောင့်ပြောနေရလဲဆိုတော့ oh logos such agnedo ဆိုတဲ့ဂရိဘာလာဟို incarnation လို့ပြောင်းလိုက်တဲ့အတွက်ကြောင့်ခရိယံဂိုင်းမောင်း၄000ကျော်အခုဒီနေ့ထိဖြစ်လာအဲ့ဒါ base ပဲအဲ့ဒါ base ပဲဘာလို့အဲ့ဒါအမှားပဲလုံးဝအမှားပဲ incarnation လို့ပြောလိုက် ပြောင်းလိုက်တဲ့အဲ့ဒီ array array arenaris arenaras ဆိုလားမသိဘူး နော်အရီနာရပ်ဆိုတာမသိဘူးအဲအိုင်ရီအိုင်ရီနာရပ်ဆိုရယ်အဲဂရီဖုန်းကြီးအဲ့ဒါအော်တိုဒိုးစ်ဖြစ်ဖို့များတယ်အဲ့တော့အင်ကာနေးရှင်းကိုအမြောက်အများသုံးနေကြတယ်ဒါဟာဟယ်ရစီပဲဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ဒါဟာအမျိုးမြုံသွားစေတယ်ပေါ့နော်အသာဖွာခြင်းမရှိတော့ဘူးဘောင်းနေကြမရှိတော့ဘူးအဲ့အဲ့ဒါဘတ်ပေးမို့ ဘတ်ဘိန်းဆိုတာရှိတယ်ဘာမှရှိလဲဆိုတော့အဲ့ဒီဘာလို့ carry လုပ်တယ်ပေါ့နော်တော် carry လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ data အချက်လက်တွေကိုသူကတနေရာမှတနေရာမှတနေရာအောင် transfer လုပ်တဲ့အခါမှာအဲ့ဒီ wave တွေရှိတယ်ဟမ်ဘယ်လို wave ဆိုတော့ကျွန်တော်တို့ဒီ communication နဲ့ပြောရင်ဒီဟိုနေပေါ့နော်အာ high frequency ကနေရာတန်းကိုသူကထိုးဖောက်နိုင်တယ်သူကတွားနိုင်တယ်ပေါ့နော်အဲဟိုနေရာတွေဘာတွေဖောက်နိုင်တယ် high frequency อ่ะไอ้ high frequency ပေါ်မှာ तू อ่ะ data အချက်လက်တွေကို carry လုပ်ခိုင်းတာလုပ်ခိုင်းပြီးအဲ့လိုဖယ်ခိုင်းတာအဲ့ဒီသဘောကျွန်တော်ရှင်းပြတာပေါ့เนาะကျွန်တော်ဒါ example အဖြစ်ရှင်းပြတာကျွန်တော်အနားလည်မလားရှုပ်သွားတာမသိဘူးနားလည်အောင်ရှင်းပြတာအဲ့ဒီမှာ तू อ่ะไอ้ data အချက်လက်ကို तू อ่ะတင်ထားတဲ့နေရာမှာ incarnation မှာတင်ထားတဲ့ data အချက်လက်တွေကဘာတွေဖြစ်နေလဲဆိုတော့ pregnant ပေါ့ဗျာအဲကိုဝင်ဆောင်ထားတာဘာကိုကိုဝင်ဆောင်ထားလဲဆိုတော့ ပူကတ်ဝယ်စားခြင်းဆိုရယ်ကိုဝင်ဆောင်ထားတယ်အဲ့ဒီ message ကိုဆောင်ထားတယ် incarnation ဆိုရယ်စကလုံးအဲ့ဒါကိုတုံးတဲ့အတွက်ကြောင့်အခုဖယက်ပွားဖြစ်ပြီးဂိုင်းပေါင်း4000ကျော်5000နီးပါးပွားပြီးထွက်လာတာ82 200စုမှာ तू ကလက်တယ်ပဲ तू ကတရခံပဲဟော incarnation လို့တုံးတယ် the word began flesh ဆိုရယ် oh logos sas agnedo ဆိုရယ် greek မူရင်း greek အင်္ဂလိပ်လိုပြောင်းထားတယ် what become flesh ဆိုတယ်ဒီ words ဟော phrase တခုဟာအဲ့ဒီမှာက तू ဟာဘာတွေ carry လုပ်ထားလဲဘာတွေ data အချက်လက်တွေ carry လုပ်ထားလဲဆို English လုပ်ထားတဲ့သတို့သမီးကညာအပြစ်မဲ့ပရိသေရီဆွဲယူ immaculate conception ဆိုတဲ့တည်င်းအချက်လက်ကအဲ့ဒီ what become flesh ဆိုတဲ့ carrier ထဲမှာ तू ဟာ pregnant ပါတယ်ကျွန်တော်ပြောတာနားလဲလားမသိဘူးအ내အ내အ내အတိတ်ပဲ နော်ဟေရှာယအနာဂတ်ဒီကျမ်53နော်အဲ့ဒီမှာပြောထားတဲ့ data အချက်လက်တွေနော်အီမာနွေလာကိုဖောင်းမြင်မယ်တားယောက်ျားကိုဖောင်းမြင်မယ်သရိုသီမိကအပရိသီဆွဲကိုတားယောက်ျားကိုဖောင်းမြင်မယ်ဘက်လင်မျိုးအဲဒီလိုမျိုးတွေပေါ့ data အချက်လက်တွေ prediction ကြိုးပြီး perfect ပြုထားတဲ့နှုတ်ကပတ်တော်တွေအားလုံး what began flare ဆိုရဲနော်โอ้ลากุส SARS acne တို့ဆိုရဲ God was theme သူက pregnant ပါတယ်ပြောတာအသေးပဲနားလဲလားတော့မသိဘူးเนาะ pregnant ဆိုကိုယ်ဝင်ဆောင်လာတယ် carry လောက်တာဆောဆောပြောတော့ wave form ထဲမှာအဲ့ဒီ high frequency ထဲမှာသူက data အချက်လက်ကိုထည့်ထားတယ်ကိုယ်ဝင်ဆောင်လာတယ်လို့ပြောတာဆိုတော့အယံกว่าတယ်အဲ့ဒီဒါအဲ့ဒါကြောင့်မလို့ incarnation ဆိုပြီးသုံးတဲ့သုံးတိုင်းသုံးလဲသုံးတဲ့အတွက်ကြောင့်အခုဖယေဘွားတွေဖြစ်ပြီးဂိုင်းမောင်း၄000ကျော်၅000ဖြစ်လာတာဖြစ်တယ် သူ့ရဲ့ moon origin ကသူကဘာတွေကိုဝင်ဆောင်တာလဲဆိုတော့နှုတ်ကပတ်တော်လူစာတိခိုင်ယူခြင်းဆိုတော့ what began flash မှာဘာတွေပါလဲဆိုတော့အဲ့ဒီတရိုးသမီးကမြန် engage လုပ်ထားတဲ့သဘောတူးကြီးကအပြစ်မဲ့ပရိသတ်တွေဆွဲယူမယ်ဆိုတော့အချက် data ပါအဲ့ what began flash ဆိုတဲ့အတုံးပါအဲ့တော့6လလွယ်10လပွားဆိုတော့ gradually ဖြစ်စင်ဟာအဲ့ဒီ what began flash ဆိုတဲ့မှာ data အချက်လက်ပါတယ်ကိုဝင်ဆောင်တာလေအဲ့အနေဒီပဲနားလဲလာတော့မသိ အဲ့ what began flash ဆိုတဲ့နော်နှုတ်ကပတ်တော်ဒီလဲလူစာဒီဖြစ်ကိုခံယူရေးဆိုတဲ့အဲမှာအဲ born again ဆိုတာကိုကိုဝင်ဆောင်လာတယ်အဲတော်တော်အဓိကပြောအများကြီးပဲကိုဝင်ဆောင်လာတာအဲနှုတ်ကပတ်တော်ဒီလဲလူစာဒီဖြစ်ကိုခံယူရေး what began flash ထဲမှာကိုလာလဲဆလာဘွားကတဖြည်းဖြည်းကြီးထွားခြင်းဖြစ်စဉ်ရှိတယ်အမျိုး engage လုပ်ထားတဲ့သရိုးသမီးကညာဟာအပြစ်မဲ့ပြည်သူတွေဆွဲယူကိုလာလဲဆလာဘွားနော် နောက်တန်ရှင်းသောဝိညာဉ်တော်ရဲ့အုပ်ဆိုးခြင်း omnipotent presence အပြင်ပရိသေရီဆွဲယူခြင်းအပြင်မဲ့ပရိသေရီဆွဲယူခြင်းပါတယ်။နောက်ရွေးနှုတ်ကယ်တင်ခြင်းဆိုတဲ့ redemption of salvation redemption and salvation ဆိုတဲ့မဟာစီမံကိန်းကယ်တင်ခြင်းရဲ့မဟာစီမံကိန်းလူစားတိခံယူခြင်းမှာ Oh logos such agnedo ဆိုတဲ့အဲ့ဒီ phrase တွေမှာကိုယ်ဝန်ဆောင်လာတာဖြစ်တယ် အဲ့ဒါကိုကိုဝင်အဘောရှင်ဖြစ်အောင်အင်ကာနေရှင်ကအဘောရှင်လောက်တာဖြစ်တယ်နော်အင်ကာနေရှင်စလုံးဆိုတဲ့စလုံးနဲ့အဲ့အင်ကာနေရှင်ဆိုတာပါလေဆိုတော့ဘုကဝင်စားခြင်းအင်ကာနေရှင်ရီအင်ကာနေရှင်ဆိုတာအဲ့ဒီ born again ကိုအဘောရှင်ဖြစ်အောင်လုပ်တဲ့စလုံးဖြစ်တယ် God bless you ကျွန်တော်အဲ့လောက်ပဲနော် message ပေးခြင်းတိတ်ရှည်သွားမှာဆိုလို့အဲ့ဒါကြောင့်ကျွန်တော်ဒီ incarnation ဆိုတာ heresy ဖြစ်တယ်ဒီအတုံးတော့နော်ဒါဟာ what began flat ဆိုတဲ့ဒုတိယမွေခြင်းဆိုတဲ့ born again ကိုကိုဝင်ပြကြစေတဲ့အတုံးအနှုံးဖြစ်တယ် incarnation ဆိုတာနော်ကျွန်တော်တို့သုံးနှုံးရမှာဘာလဲဆိုရင်တတိကြီးဆိုတာသုံးနှုံးတင်တာ what began flat ဆိုတဲ့အင်္ဂလိပ်လိုသုံးရမယ်မသုံးရင် to origin တဲ့အတိုင်း oh logos sas agnedo ဆိုတော့သုံးရမယ် အဲဟေဘရူးတို့ကတော့ရှာရှာကြည့်ပေါ့ကိုကောမှာနော်ဒါဂရိလို့ဆိုရင် whole log logos sas agnedo ဆိုတဲ့အတုံးကိုတုံးရမယ်အင်္ဂလိပ်လိုတုံးမယ်ဆိုရင် what began flesh ကိုပဲတုံးရမယ်နော်မြန်မာလိုတုံးမယ်ဆိုဆရာယူသာနှုတ်ကပတ်တော်ဒီလေလူစာတိအဖြစ်ကိုခံယူပြီးတော့ အင်မတန်တတိကြီးစွာနဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြခြင်းအပြင်အဲ့ဒီဟာကိုရွေးပြီးသုံးထားတယ်မြန်မာလူမျိုးတွေကအင်ကာနေရှင်းကိုအယံရင်းနေတယ်ဒါပူကတ်တယ်ဝင်စားတယ်တစီဝင်တယ်တရေဝင်တယ်အပင်ဟမ်အပင်သွင်းတယ်ဟာလားအပမီတယ်ဟမ်အဲအဲ့ဒါတွေကဗမာလူမျိုးကပြောလိုက်တာဒိုင်းကနေဆိုတည်တယ်ဘလို့ဆိုတာအင်ကာနေရှင်းပဲဒါရောက်မှုဆရာယူတာအဲ့ဒါကိုနှုတ်ကပတ်တော်တည်လေလူအဖြစ်ကိုဝင်စားရယူရွေးလို့မသုံးဘူး ်သူမသိလို့မဟုတ်မတုံးတက်လို့မဟုတ်သိတယ်သိလို့ကိုတန်ရှင်သောဝိညာဉ်တော်ကလမ်းပြခြင်းအားဖြင့်နော် other than new stance နော် unknown tense နော် sample language နော် sample language analogical language ရှိနေတန်ရှင်သောဝိညာဉ်တော် spiritual language အားဖြင့်နှုတ်ကပတ်တော်ဒီလေလူစားတိဖြစ်ကိုခံယူရေးဆိုအင်ကာနေရှင်ကိုရှောင်ပြီးတုံလာတာဖြစ်တယ် ဆိုတော့ incarnation ကတကယ် heresy ဖြစ်တယ်ဒါ santo သိမ့်သေးခြင်းစီ witness စီနာကကြောင့်လည်းရဲကြော်သူကိုထွေးဗရဏဟောနေတာဖြစ်တယ်ဒီဘက်ချမ်းအဲ့ဒါဟိုဘက်ချမ်း heresy ဒီဘက်ချမ်း heresy ကအမျက်နေလို့အုပ်စုနော်အဲဟိုဟိုနော် rama နော်နောင်မအမကကျင်က rama အာဒီဘက်ကအဲ့ဒါဘာလဲဆိုတော့ဖရဲဘွားဟောနေဖရဲဘွားဟောနေအဲ့ဒါ patriot တို့အဲ့အဲ့ဒီဖွဲ့ အဲ့ဒီအဖွဲ့ရလဲဟာရစီပဲဒါပဲသူဖယေဘွားဟောတာဘာကြောင့်လဲဆိုတော့အဲ့ဒီ incarnation ဆိုတဲ့ဒီ abortion ဖြစ်စေ abortion ဖြစ်စေဆိုတာအဲ့ဒုတိယမျိုးချင်းဆိုတဲ့ born again ပေါ့နော်ပရိသတ်တွေဆွဲယူရဲတားယောက်ကြောင်ဖွားမြင်လာတန်းဆိုတဲ့ဟာဒါအနာဂတ်ဒီစကားနော်အဲ့အနာဂတ်ဒီစကားဖြစ်ပြီးပြီ ဖြစ်ဆဲမရှိ လာလေဦးမယ်နော် born again အထထဖြစ်နေတာအထထဖြစ်နေအဲ့အဲ့ဒါတိတ်တဆိတ်ချီဆောင်ခြင်းဖြစ်တယ် God bless you, everybody. The love, you know.